စမယ်ဒီနေ့မနေ့ပိုင်းတော်အောင်ဆန်းစုကြည်နဲ့တမဒဦးဝင်းမြင့်တို့ရဲ့တရားခွင်အမှုရင်ဆိုင်နေရတဲ့ CCTV မှတ်တမ်းဗီဒီယိုတစ်ခုဖတ်ပေါ်လာတယ်။ဖိုင်က2022ခုနှစ်ဩဂတ်လနဲ့ဒီဇင်ဘာလကြားကမှတ်တမ်းဗီဒီယိုဒီဗီဒီယိုထဲမှာတော်အောင်ဆန်းစုကြည်နဲ့တမဒဦးဝင်းမြင့်တို့ဟာသူတို့ရဲ့အမှုတွဲဖိုင်လေးတွေကိုပိုက်ပြီးရှာရှာပါပါတရားခွင်မှာအမှုရင်ဆိုင်နေရတဲ့မြင်ကွင်းကိုမြင်တွေ့ရတဲ့အပြင်တော်အောင်ဆန်းစုကြည်ရဲ့အကျဉ်းထောင်အတွင်းနေ့စဉ်မှတ်တမ်းများလည်း အောက်ကျလာပါလေ။သူမရဲ့တနေ့တာမှာနက်နက်၄နိုင်ခွဲမှာထပြီးည၈နိုင်ခွဲမှာအိပ်ရောက်ဝင်တယ်လို့ဖော်ပြထားတယ်။ပြီးတော့ဒေါ်အောင်ဆန်းစုကြည်ဟာမနက်တိုင်းတနားရီကျော်တရားထိုင်ပြီးညနေရောက်တိုင်းအခန်းတွင်းလေးထဲမှာလမ်းလျှောက်လိကျင်ကန်လုပ်တယ်လို့ကြားသိရပြန်ပါလေ။နောက်မှတန်တခုမှလည်းနေ့လယ်စာဖြစ်ဒေါ်စုဟာသမင်းကြက်သားငါးသားလုံးဟင်းကျူချောကလက်နကမောက်တီးအနှိမ့်ငယ်စားသုံးကြောင်းနဲ့ ပုံမှန်အားဖြင့်တော့တော်စုဟာအစာနေပြီးမနှက်စာအတွက်ကြုံကြောနေလေစာအတွက်ထမင်းနှင်းငယ်နဲ့အသားငါးတို့ကသာစားသုံးပါလေတဲ့ညစာအတွက်ဆိုရင်ပါမုတ်စားချောင်းရေးသားထားပါတယ်2024ခုနှစ်အစောပိုင်းဒေါ်အောင်ဆန်းစုကြည်ကိုမြင်တွေ့ခဲ့ရသောအချင်းဦးစီးဌာနရဲ့တည်ရင်းမြင့်ရာဒေါ်စုရဲ့အတန်းဒေါ်စုရဲ့လမ်းလျှောက်ပုံတွေဟာမပြောင်းလဲသွားဘူးဆိုတာသိရှိရပြီမယ်အရင်လိုဇပင်ပေါ်မှာတော့ပန်းပန်တာတွေမရှိတော့ဘူးတဲ့ဒီမှာဒေါ်စုဟာ ဘာအမှုနဲ့ထောင်ချခဲ့တယ်လဲဆိုတာထွေထွေထူးထူးကျွန်တော်မပြောချင်တော့ဘူးစစ်တပ်ကပြောသလိုမျိုးအာဂရီလိုက်စားမှုပေါ့အထူးသဖြင့်ဟယ်လီကော်ပတာဝယ်တဲ့ကိစ္စနဲ့ဒါဆိုကျွန်တော်မေးစရာရှိလာတယ်တက်ချုပ်ကြီးလူရင်ဒီစီလုံးဝယ်တဲ့တာကိုရောခင်ဗျားတို့ပြန်မစစ်ကြဘူးလားပြီးတော့နောက်ကြောင်းပြန်မလဲရဥပဒေလိုမျိုးတွေစစ်တပ်ကိုစီရင်စစ်ခွင့်မရှိတဲ့ဟာမျိုးတွေတက်ချုပ်ကြီးမင်းအောင်လိုင်းတို့မိသားစုလိုက်ကြီးဘလို့ချမ်းသာလာလဲဟာမျိုးတွေ နေကြီးဦးဆိုသူ့ဘေကတာမန်ဝန်နှန်းပါပဲဆိုပြီးပြောတယ်ရိုးသားစူးစမ်းလို့ဒီလိုချမ်းသာလာတာတဲ့ထမင်းစားပြီးချီတန်းဖြစ်တဲ့ဟာတွေပဲယုံမယ်ဘိုလ်ချုပ်တွေဘလို့ချမ်းသာလာတယ်လဲဒီလိုမျိုးမိကုန်းတွေခမရတို့တတ်ထောက်ကန်သူတွေမိကုန်းမထုတ်ရဲကြပဲဘာလို့နှုတ်ပိတ်နေကြတာလဲအမျိုးပါတာသာသနာနိုင်ငံကောင်းစားဖို့အတွက်ဆိုပြီးခမရတို့အတန်ကောင်းဟစ်နေပြီမယ်တကယ်တော့ခမရတို့ဟာလူမျိုးကတက်မိသားစုကိုးကွယ်သည့်ဘာသာကတက်မတော့ နိုင်ငံကတော့မြန်မာနိုင်ငံအတွင်းမှာနိုင်ငံငယ်လေးတစ်ခုထူထောင်ပြီးမြန်မာနိုင်ငံကိုဝါမျိုးနေတဲ့ဖက်ဆစ်စစ်တပ်နိုင်ငံပဲခင်ဗျားတို့တတ်ထောက်ခံသူတွေဆိုတာစန္ဒပြကာလတုန်းကမင်းတို့ကဒဲနဲ့ပြစ်လို့ဟိုကပြစ်မှာပေါ်လို့ပြောဆိုခဲ့ပြီးမြင်လမ်းမပေါ်မှာပြည်သူတယောက်ကိုဝိုင်းပြီးခြေတောက်တွေနဲ့စောက်ကန်ပရာဟိတလူငယ်၃ယောက်ကိုတနက်တင်နဲ့ဝိုင်းရိုက်တော့မင်းတို့တတ်ထောက်ခံသူတွေစောက်ပေါက်တွေပိတ်နေကြတာမလားတန်ဃာကိုတက် PDF ဆိုပြီး မင်းတို့ပြောတယ်တောင်းလျှောက်អော်ခဲ့ကြတယ်ဝီနီမိတ်ထောက်ယုံစီကတော့ပြစ်တက်ခံရတဲ့အချိန်မှာတော့နိုင်ငံတော်ပိုင်ရုပ်မြင်သံကြားပါမကနိုင်ငံတော်ပိုင်သတင်းမီဒီယာပေါ်ထိတေချာဇက်လန်းစင်လင်ခဲ့ပြီဓမ္မပတ်ရက်တီတဲ့ဆရာတော်တစ်ပါးကြောင့်စစ်တပ်ကပြစ်တက်မှန်းအလိန်ပေါ်လာခဲ့တဲ့အခါမှာမင်းတို့တတ်ထောက်ကန်သူတွေပဲစောက်ပေါက်ပိတ်နေကြတာမလား2021ခုနှစ်ဆန္ဒပြကာလတုန်းကရန်ကုန်မန္တလေးမြို့ကြီးတွေမှာစစ်တပ်ကလှုပ်ခဲ့သမျှအကုန်တစ်ခုမကျန် CCTV မှတ်တမ်းရှိပြီမြေ မင်းတို့တပ်ထောက်ခံသူတွေနဲ့စစ်တပ်ကဘယ်နှခါဝန်ခံခဲ့တာရှိလဲအခုလေပြည်သူလူထုကအာကိုယုံကြည်ရတဲ့ဒေါ်စုလိုလူမျိုးကိုအာဂရီမှုဆိုပြီးတရားစွဲရတဲ့စစ်တပ်အဲဒီစစ်တပ်ရဲ့အကြီးအကဲတွေဘိုလ်ချုပ်တွေဘယ်လိုချမ်းသာလာတယ်လဲဆိုတာမင်းတို့တပ်ထောက်ခံသူတွေထုတ်ဖို့မမီးရည်ပြီမင်းသိနေမှာပါဒါပေမဲ့ခက်မကောင်းမှကြီးပွားချမ်းသာလာရမယ့်တပ်ထောက်ခံသူတွေဆိုတော့လေနှုတ်ဆက်နေကြတာမဆန်းပါဘူးတစ်ခုပါပဲ လူယုတ်မာတွေလူကောင်းတွေကိုဖမ်းနေကာလပြီးဆုံးသွားတဲ့အခါတင်ခံနိုင်ရရှိပါစီ။